မြို့သားပညာရေးဥပဒေအားသပိတ်မောက်လက်လျှောက်ဆန္ဒထုတ်ဖော်နေကြတဲ့အကြောင်းသားများဟာမြေသားမျိုးမှဆက်လက်ထွက်ခွာလာခဲ့ကြပြီးလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာဖြစ်ပေါ်နေလို့ဗန်ဒန်ငွေအရှုပ်ချင်းကိစ္စများလုံးဝမရှိကြောင်းအကြောင်းသားကောက်တော်များကပြောကြားခဲ့ပါတယ်။အင်တာနက်လူမှုစာမျက်နှာတွေပေါ်မှာသပိတ်မောက်လက်လျှောက်အကြောင်းသားများတို့ NLD ပါဝင်88အဖွဲ့ကြီးများတခြားလူမှုအဖွဲ့ကြီးများမှငွေကြေးသိန်း80လူရန်ခဲ့ရာ ရင်းကျောင်းသားများထံကိုအပြေအဝမရောက်ရှိကြောင်းညချိန်မှာလမ်းမလျှောက်ဘဲကားစီးခြင်းအဆရှိတဲ့အကြောင်းအရာများကိုသတင်းပုံစံနဲ့ရေးသားဖော်ပြထားချက်မှာလုံးဝဟုတ်မှန်ခြင်းမရှိကြောင်းကျောင်းသားကောင်းဆောင်များကပြောကြားခဲ့ပါတယ်။အွန်လိုင်းမှာဖြစ်နေတာတွေနဲ့ပတ်သက်ပြီးဖြစ်စဉ်အမှန်နဲ့ကွဲလွဲနေပြီးဗန်နာရီနဲ့ပတ်သက်လို့စီကန်တကြသုံးဆွဲနေတာဖြစ်ကကိုသဘောနဲ့ကိုသုံးဆွဲခွင့်မရှိကြောင်းအချင်းချင်းသွေးကွဲနေပါတယ်ဆိုတာလည်းလုံးဝမဟုတ်မှန်ပဲ။တပိတ်ကိုအချိန်တန်အောင်လှုပ်ဆောင်နေတာဖြစ်ပြီးရည်ရချက်အတိုင်းရန်ကုန်အထိလမ်းလျှောက်ချီတက်ပြီးတပိတ်မှောက်သွားမှာဖြစ်တယ်လို့တပိတ်မှောက်ကျောင်းသားကောင်းဆောင်တူဖြစ်တဲ့ကိုရဲရင်ကျော်ကပြောကြားပါတယ်။ လိုင်းနဲ့ကျွန်တော်တို့ဒီစစ်ကြောင်နားလေးရချက်တယ်ဆိုတော့ line line ပေါ်မှာတက်လာတယ်အားလိုင်းပေါ်မှာ Facebook မှာတက်လာတယ်ဒီလိုအားလုံးက page ကနေပြီးတော့ဟိုမဟုတ်မကန်ကျွန်တော်ကြောင်းလာတယ်ဆိုဆိုတော့ရှိကျွန်တော်ကောင်းကောင်းကျွန်တော်တွေ့ကြရလည်းမဟုတ်ပါဘူးတော့ဖက်တယ်ဘယ်လိုဘယ်ကျွန်တော်ကျွန်တော်စီတော့အဲ့ဒီ page ထဲလာလာလို့ပြောလဲဘာမှမဟုတ်ပါဘူးအဲ့ဒီနေ့ကတော့ဘယ်မှာလဲချောပါ မြို့သားပညာရေးဥပဒေအားသပိတ်မောက်ဆန္ဒပြចောင်းသားများဟာမြစ်သားမြို့မှာဇန်နဝါရီလ23ရက်နေ့မှာဆက်လက်ထွက်ခွာခဲ့ကြပြီးနှထိုးကြီးမြို့နယ်ပြင်စီကျွေးရွာမှာတညတာညအိတ်ရနာသွားမှာဖြစ်ပြီးဇန်နဝါရီလ24ရက်နေ့မှာနှထိုးကြီးမြင်းကြံမြို့များကိုဆက်လက်ထွက်ခွာမှာဖြစ်တယ်လို့သိရပါတယ်။မန္တလေးမြို့ကနေဇန်နဝါရီလ20ရက်နေ့ကစတင်လမ်းလျှောက်ထွက်ခွာလာခဲ့ကြတဲ့မြို့သားပညာရေးဥပဒေအားလက်မခံကြောင်းသပိတ်မောက်လမ်းလျှောက်ဆန္ဒထုတ်ဖော်နေကြတဲ့ចောင်းသားများဟာပလိမ်မြို့ကြောက်စင်မြို့နယ်မြစ်သားမြို့တို့မှာအသီးသီးညအိတ်ရနာခဲ့ကြပြီးတဲ့နောက် ဇန်နဝါရီလ23ရက်နေ့မှာမြစ်သားမြို့မှာမနက်9:00နာရီအချိန်ကစတင်ထွက်ခွာခဲ့ကြပြီးမြို့ကံများမှာဝိုင်းဝန်းကြိုဆိုခဲ့ကြပြီးလမ်းတစ်လျှောက်မှာလည်းဒေသခံများကလက်ခုပ်တီးကကြိုဆိုခဲ့ကြပါတယ်။မြစ်သားမြို့တွင်လမ်းလျှောက်သပိတ်မောက်ဆန္ဒပြရာမှာအထက်တန်းကျောင်းများကိုလည်းလှည့်လည်သပိတ်မောက်ခဲ့ရာကျောင်းသားကျောင်းသူတွေကကျောင်းတွင်းမှာကြိုဆိုနှုတ်ဆက်မှုများလည်းပြုလုပ်ခဲ့ကြပြီးမြစ်သားမြို့မှာဆက်လက်ထွက်ခွာခဲ့ကနထိုးကြီးမြို့နယ်တွင်ရှိပြည်စီကျွရမှာညအိတ်ကျနာမှာဖြစ်ပြီးနောက်ရက်များမှာနထိုးကြီးမြင်းကျန်မြို့များကိုဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။